တောင်တော့မုံရတိုင်းစစ်တပ်ကကလူတွေထွက်ပြီးမရှင်းနိုင်ဘူးသူတို့ကသူတို့ပဲလုံခြုံရေးပဲမဖြစ်နေရတယ်ဆိုတော့တိုင်းပြည်ရဲ့အဲ့ဒီတိုင်းသွားရင်မဖြစ်နေလိမ့်မယ်ဆိုတော့ရွာတိုင်းရွာတိုင်းမှာစစ်ဗင်ငယ်လေးတွေရှိမယ်ရွာတိုင်းရွာတိုင်းအဲ့စစ်ဗင်ငယ်တွေကိုကြောက်နေရမယ်အဲ့စစ်ဗင်ငယ်တွေကလည်းဘာလို့လဲဆိုတော့ဘာမှအလုပ်လုပ်မစားတော့ဘဲနဲ့တနက်ပြပြီးတော့ပဲရွာတွေမှာသူအနိုင်ကျင့်မယ်ဝိစုမြလုံးမင်္ဂလာပါဒီနေ့29ရက်နေ့လပိုင်းနှောင်းစပါးကျနေပါဒီနေ့မနက်ခင်းပိုင်းမှာတို့တို့မျိုးမင်းရဲ့တရင်ကောင်းချက်လေးချို့လာထောင်တည်အောင်ခင်ဗျာမုံရွာ မုံရဘော်ဒီတထောင်တာဘော်ဒီထောင်တာမှာဒီအဲပီဒီအက်တွေတိုက်ပွဲလာဖော်တာဒီနေ့လာဖော်ရတွေ့ရတယ်ဒီနေ့ဒီပိုင်းပေါ့နော်ဆိုတော့ဒါလေးတော်တော်ထူးခြားပါတယ်မုံရဘော်ဒီတထောင်နားဆိုတာကဟိုရောက်ဖူးတဲ့လူတွေတော့တော်တော်များသိကြပါတယ်ကျွန်တော်တို့အနည်းဆုံးနေရာနဲ့ဆက်ဆက်ပြောကြပါဆိုရင်တော့မုံရမုံရရဲ့ဒီအဲဘယ်လိုခေါ်လဲလျောင်းတော်မူဖျားကြီး နောက်ပြီးတော့ကမ္ဘာဒုတိယကြီးကိုရတ်တော်မူဘုရားယူပွားတော်ကြီးနဲ့လောင်းလို့ဖရာကြီးတရှိတဲ့နေရာမုံရမျိုးအဲအရှိတောက်ပဲ9မိုင်လောက်ပဲကွာတယ်အဲမှာရှိတဲ့ဘောရီထောင်ဖရာနာကလုံကျွေးတာဝါတိုင်းစခန်းငယ်အဲစခန်းရဲအင်အားနည်းနည်းပဲရှိတယ်အဲအင်အားနည်းနည်းပဲရှိတဲ့လုံကျွေးတာဝါတိုင်းစခန်းငယ်စခန်းအသီးသီးလေးပေါ့နော်အဲ့ဒါကို PDF ဖွဲ့ရဒီနေ့မနေ့အစောကြီးမှလာတိုက်တယ်အဲ့တော့မတိုက်ခင်တည့်ရက်ကဘာလို့ဖြစ်လဲဆိုတော့ကျွန်တော်အရင်ပြန်ပြောမယ်မတိုက်ခင်တည့်ရက်ကဒီတာဝါတိုင်းစခန်းမတိုက်ခင်တည့်ရက်ကဘာလို့လဲဆိုတော့ short right down နဲ့အဲဟိုဟာကိုပြစ်တယ်အဲဒီ မုံရပါတိုင်းစံတာကြုံတဲ့ကို try လုပ်နေပြဖို့ကျူပြစ်တယ်သူတို့ဂျင်ညာတော့အဲ့ဒီ PDF တွေဘက်ကဂျင်ညာထားတဲ့ဟာကိုကျွန်တော်ပြပြမယ်ဂျင်ညာတာကတော့အလုံးတရာကျော်လောက်ပြစ်တယ်လို့ဂျင်ညာတာပဲအလုံးတရာပေါ့နော်တရားဖြစ်တယ်ပေါ့မုံရရေဦးဝေးပြလမ်းမကြီးရဲ့နားမှာရှိတဲ့ခြေဆိုင်တဲ့အဲစစ်တပ်ရဲ့ဒီနာမခအဲနာမခပေါ့နော်နာမရစစ်တနာချုပ်ရုံးဒါចောင်းသားတက်တော်ဆိုတဲ့ចောင်းသားလေယုံတက်တော်ဆိုတဲ့ SAF ဆိုတဲ့အဖွဲ့က rocket လုံးတရာပြည့်တယ်ဆိုပြည့်တဲ့ video file လေးသူတို့တင်ထားတယ်ဒါပေမဲ့ပြည့်တာတော့ပြည့်တာပါပဲเนาะပြည့်တာတော့ပြည့်တာပါပဲပြည့်တယ်လို့သာ ပြစ်သွားတဲ့လုံးတွေထွက်သွားတာပြောတာဒီဒီနားမခါတဲ့ကြားတယ်မကြောက်ဘူးတော့ဘယ်သူမှဒီမပြုတ်နိုင်ဘူးဘယ်သူမှလည်းမပြောနိုင်ဘူးဘယ်သူမှလည်းတိကျဟိုဘာဖြစ်နိုင်ဘူးအခုချိန်ဒီတော့အဲ့ပြစ်ခတ်မှုကြောင့်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့တဲ့င်းလည်းဘာမှမကြားရတဲ့အတွက်ပြစ်တယ်ကျွန်တော်ပြောမှာပေါ့အဲ့တော့ပြစ်တာပဲပဲပြစ်တယ်ပြစ်တာလည်းပြစ်တာလည်းအဲ့ဒီခုနခုနခုနဒီဟိုမတိုက်ခင်မှာပို့ပြစ်တာပေါ့နော်ဆိုတော့ဘယ်နဲ့ပြစ်လဲဆိုတော့25ရက်နေ့ကျမှထုတ်ပြန်တယ်ပြစ်တယ်အောင်25ရက်နေ့မှထုတ်ပြန်တယ်မနေ့ကမှထုတ်ပြန်တယ်ဗီဒီယိုဖိုင်ထုတ်ပြတာအဲ့ဒါပါဆို February 17ရက်နေ့လောက်ကပြစ်တာပါတဲ့ဒါတို့ကလည်းတို့တီးကြပြီဆိုမှ ဗီဒီယိုထုတ်တယ်သူတို့ကသူလုံလုံပြီးစမပေးထုတ်တယ်အဲ့တော့ rocket အလုံး80နဲ့ဒီနောက်ကဒီပါလေသူတိုက်စနာဂျိုးတွေလုံး80တဲ့900အမြောက်တိုင်းရင်ဘက်ကို rocket 30တဲ့စုပေါင်းအလုံးတရာပြစ်တာပါဆိုပြီးတော့သူတို့ဗီဒီယိုဖိုင်ထုတ်ထားတယ်အဲ့တော့ဒါအဲ့လိုပြစ်ပါတယ်ဆိုပြီးတော့25ရက်နေ့မှာထုတ်တယ်73ရက်နေ့ပြစ်တာပါဆိုပြီးထုတ်တယ်ရောက်ရှိမြောက်ချင်းကျွန်တော်ဒီပြတော့မဟုတ်ဘူးနော်သူတို့ဗီဒီယိုဖိုင်တွေ မပြစ်လိုက်ရှင်တော့ပြစ်နေရတော့တွေ့တယ်ဘယ်လိုပြစ်မှန်းတော့မသိဘူးပြစ်တော့ပြစ်နေတာပဲဆိုတော့အဲ့ဒါတော့တွေ့ရတယ်ပြစ်တဲ့ဟာတွေကလုံးကလည်းစနစ်တကျတော့မဟုတ်ဘူးသူလက်လုထားတယ်လက်နဲ့လက်လက်လုထားတယ်ပေါ့လက်ဖြစ်လေးတွေပေါ့နော်လက်ဖြစ်လေးတွေလက်လုလက်လုရှော့လိုက်တုံးရှော့လိုက်လက်လုဘယ်လိုကရော့ကတ်ပြစ်တဲ့ဟာပေါ့နော်အဲ့ဒါအဲ့လိုအဲ့လိုပဲပြောမှာပေါ့ဘာလို့ဆိုတော့သူကတာဝေးပြစ်လက်လုဟာတွေပေါ့သူတို့ကသူတို့ဆင်ထားတဲ့ဟာတွေအဲ့ဒါကြီးနေပြစ်တာအဲ့တော့အဲ့လိုပြစ်ပြီးတော့ပြစ်တယ်လို့သတင်းထုတ်ပြန်ပြီးတော့နောက်တနေ့ထုတ်ပြန်ပြီးတဲ့နောက်တနေ့ကြာမှသူကဘာပြောလဲ26ရက်နေ့ဒီနေ့မှာတော့ ဲ့ခုနဒီမုံရရဲ့အရှိဘက်9မိုင်လောက်မှာရှိကွာလောက်မှာရှိတယ်ဘောဒီထောင်တော်တော်နေမြေအဲ့နေမြေထဲမှာရှိတဲ့တာဝါရင်စခန်းကိုလာပြီးတော့ဒီ PDF တွေကဝင်စီးပြီးတိုက်တယ်ပေါ့အဲ့ဒါရဲအင်အားနည်းတယ်ဆိုတော့သိလို့အဲ့ဒီမှာအင်အားတိုက်တယ်တိုက်ပေမဲ့သူမရဘူးဗျမရဘူးအဲဆောရင်သူတို့ရတယ်လို့ဘာလို့သတင်းတွေလွှင့်မှုကြိုးစားသေးရဲဒါပေမဲ့တက်ကအုံနေချင်းနဲ့ပြန်ချတယ်ချတော့အဲ့မှာတော့ရဲတွေတော့ထိခိုက်ဒဏ်ရာရရရှိလို့လို့ကြားတယ်အဲအချို့ကတော့တည်တယ်လို့လည်းပြောတယ်ဒါပေမဲ့ ဒီစင်းရတော့ကျွန်တော်တို့လည်းအတိအကျမသိနိုင်သေးဘူးလက်ရှိချိန်မှာဒီညနေစောင်းတွေမသိနိုင်သေးဘူးလောလောဆယ်တော့လောလောဆယ်တော့အာတိုက်တဲ့အချိန်မှာတက်ကပြန်ပြီးတော့ဒီနေမီရှင်းလင်းပြန်လုပ်တဲ့အတွက်နေမီတော့ပြန်ရတယ်လို့သိရတယ်ပြန်ဘယ်ဒီကောင်တွေပြန်ဖြတ်ပြီးရတာပေါ့ PDF တွေအဲ့လိုသိရတယ်ဆိုတော့အဲ့နားမှာကတိုက်ပွဲကဖြစ်နေတာ၃လေးကျင်လောက်ရှိနေပြီခဏခဏဒီကောင်တွေလာချောင်းချောင်းတိုက်တယ်လို့ပြောတယ်အဲပြောရင်တော့ဒီအနေထားမှာတော့ ိုဘသူဘောကဘယ်လောက်တည်တယ်ဆိုတာပြောတာခက်သေးတယ်ပေါ့အဲ့ဒီ body down ဘုရားသာသနာနေမြီကခီးသွားခီးသွားတွေတော်တော်စိတ်ပူစရာကောင်းတယ်နောက်တစ်ခုကအဲ့ဒီနာကလုံချိုရေးချီနေရမကောင်းတဲ့ကဒေသခံပြည်သူလူတွေတော်တော်စိုးရိမ်ရတယ်ပေါ့နော်ဆိုတော့ဒါလေးတော့ရှိတယ်ဆိုတော့ဒါတော့အဲ့ဟိုမှာဖြစ်တာဒါပေမဲ့ခုနပြောတဲ့ဟိုကတော့တာဝါရီစခန်းကိုတော့နေ့လယ်7နာရီလောက်လေကြောက်သူတို့တက်ကပြန်ပြီးတော့ရတယ်ပေါ့သူခက်တာဒီ PDF ဒီအချမ်းဖက်သမားတွေပေါ့နော်အဲ့ကောင်တွေကတော့သူတာဝါရီရှူဟိုမီရရှူပါ တော်တော်လေးတော့ဟောဖြစ်ပါတယ်ဒါဒါဒါမုံရွာနားကိုလာတိုက်တာမုံရွာနဲ့ကိုးကိုးမိုင်ပေါ့နော်မုံရွာရဲ့အရှိတောင်းပဲကိုးမိုင်ဆိုတော့မုံရွာနားအထိအဲ့လိုလာတိုက်တယ်ဆိုတာကလေးကမုံရွာရဲ့အတိုင်းဆက်တဲ့နယ်သူကြီးကတော့တော်တော်လေးတော့မိန်းကုန်းထုတ်စရာဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်တခါကြရင်ဒီ PDF တွေကလည်းတို့ကလည်းအားဆန်းတာပဲပေါ့အားဆန်းမှာပဲသူတိုက်ဆက်တဲ့နယ်သူကိုဝင်သိမ်းနေတယ်ဆိုရင်တို့ကမရှိဘူးဆိုတော့လေသူ့ကိုသူတို့သိတယ်နောက်တစ်ခုကမုံရွာနားမှာရှိတဲ့စခန်းကြီးကြီးမှတခုကိုတို့ စီရင်သိမ့်ပိုက်ပြီးတော့အပိုင်စီရပြီးရမရအပိုင်စီနိုင်ခဲ့မယ်ပေါင်းရတာကြာရှည်ထိုင်နိုင်လိမ့်မယ်လို့သူတို့ကသူလည်းမယုံကြည်ဘူးဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းအဲ့လိုလုပ်ရင်တက်ကဟိုစစ်စင်ရေးပြန်လုပ်ရင်တော့ခဏနဲ့ထွက်ပြေးရမယ်ဒါကိုလည်းသူတို့သိတယ်ဘာလဲဆိုတော့တိုက်ပွဲဖို့တာသူလုတ်ွက်ပြတဲ့အနေနဲ့တိုက်ပွဲဖို့တယ်တိုက်ပွဲဖို့ပြီးရင်နိုင်ငံကမှရှိတဲ့မြန်မာတွေကိုအလှူခံမယ်ပြီးရင်သူတို့တိုက်ပွဲဖို့တယ်ငါတို့ဒေါ်လာကြီးလုတ်နေတာပါကွာဆိုတဲ့ message ကိုတရင်စကားကိုပေးတယ်ဒီလိုနဲ့သူတို့ကလာအားဆန်းလိုက်ပြီးပြန်ဆုတ်သွားလိုက်အားဆန်းလိုက်လာတိုက်လိုက်ပြန်ဆုတ်သွားလိုက်ဒီလိုနဲ့ပဲ လဲနေရပေါ့နော်လဲနေရအဲ့လိုလဲနေရကိုတက်ကလူတွေကလည်းဘာမှမလုပ်ဘူးပြောချင်တာဒီအဲ့ဒီမုံရွာပပလဲနာမှာရှိတဲ့နေရာတော်တော်များများမှာက PDF တွေ PDF ရွာတွေအများကြီးရှိတယ် PDF ရွာတွေအများကြီးရှိတယ်အများကြီးရှိတာကတော့မုံရွာတိုင်းစင်နာကျောက်ကလူတွေထွက်ပြီးမရှင်းနိုင်သူတို့ကသူတို့ပဲလုံချိုးကြီးပဲမဖြစ်နေရတယ်ဆိုတော့တိုင်းပြည်ရဲ့အဲ့ဒီတိုင်းသွားရင်မဖြစ်နေလိမ့်မယ်ဆိုတော့ရွာတိုင်းရွာတိုင်းမှာစစ်ဘရင်ငယ်လေးတွေရှိမယ်ရွာတိုင်းရွာတိုင်းအဲ့စစ်ဘရင်ငယ်တွေကိုကြောက်နေရမယ်အဲ့စစ်ဘရင်ငယ်တွေကလည်းဘာလို့လဲဆိုတော့ ဘာမှအလုပ်လုပ်မစားတော့ဘဲနဲ့တနက်ပြပြီးတော့ပဲရွာတွေမှာသူအနိုင်ကျင့်မယ်အဲ့တော့ရွာလူတွေကလည်းလှိမ့်ပိန်ပြီးခံရမယ်အဲ့တော့ဒီနေ့တွေကြာလာတဲ့ခါကျရင်အဲ့နဲ့နောက်ထပ်စစ်ပင်အငယ်အသေးစားလေးတူကြောက်ပြီးကြောက်ကြောက်ပြီးတော့ပေါ်လာမယ်အဲ့လိုနဲ့လဲပြီးတော့တိုင်းပြည်ရဲ့ဒီအုပ်ချုပ်ရေးရန်တရားကြီးကမတိမငြိမ်မဲ့ဆက်ဖြစ်မယ်ပြီးတော့နိုင်ငံတော်ရဲ့ဒီအုပ်ချုပ်နေတဲ့သူတွေဒီစစ်အုပ်ချုပ်သူအနိုင်အဖွဲ့စည်းတွေရဲ့တရားဥပဒေစုနေမည်ဆိုတာအကန့်အသတ်နေနေပဲရှိနေမယ်ပြောရရင်တော့မြန်မာနိုင်ငံကြီးကသူတို့မဟုတ်ချုပ်ခင်တော့ကတော့မြန်မာနိုင်ငံကြီးကရှင်းပြောရင်တော့မြို့နယ်ပေါင်း300ကျော် နော်ကြည့်ရအောင်6000ကျော်နေမြေနေဆက်ဒေသအထိမြန်မာနိုင်ငံကြီးရဲ့ဩဇာအာဏာနော်ဩဇာအာဏာဖြန့်ကျက်မှုတည်အောင်မှုရှိတယ်။အော်တို့အာဏာလဲယူလိုက်ပြီးလဲပြီးလိုက်ကောအဲ့ဒီမှာဩဇာဖြန့်ကျက်မှုကမြန်မာနိုင်ငံထက်ဝက်90ရာခိုင်နှုန်းရှိပါတော့မလားဆိုတော့မင်းကုန်းကမင်းကုန်းထုတ်เสียဖြစ်လာတယ်။အကယ်သူတို့ဆင်းသွားရင်မြန်မာနိုင်ငံကြီးကိုမူလအတိုင်းမထားပေးခင်နိုင်ဘူးဆိုရင်တော့ရှင်းရှင်းလေးပြောရရင်တော့အဲ့ဒါမထားပေးနိုင်ခဲ့တဲ့သူသမားသားလေးတာဝန်ရှိတယ်လို့အထင်ပဲတည်အောင်ဆိုတော့လက်ရှိဒီအနေနဲ့မြန်မာနိုင်ငံကိုမူလချင်သူပြန်ဆွတ်တင်နိုင်ပါလား ဆွဲတင်နိုင်တဲ့အစွမ်းစာသူတို့မှာရှိသလားဆုံးရှုံးသွားတဲ့နေမျိုးတို့သူပြန်ယူပေးနိုင်တဲ့နေထိုင်ရှိဒါတော့မေးရတော့မယ်ဒါတချို့ကပြောမယ်အာဒါစကလည်းစူးစမ်းပြီးလုပ်နေတာပဲစူးစမ်းလုပ်တာလည်းစူးစမ်းပဲအလုတ်လုတ်တာတော့လုတ်ပါဒါပေမဲ့အရာမတင်အလုတ်လုတ်တာမဟုတ်ဘူးလိန်နေတာလို့ခေါ်တယ်အဲ့တော့အရာမတင်တော့အလုတ်လုတ်တာမဟုတ်ဘူးသူတို့လိန်နေတာလားလို့ကျွန်တော်မေးရမှာအဲ့တော့အောက်ခြေနေမျိုးအစင်းစင်အသီးသီးမှရှိတဲ့ဟိုနေမျိုးစုံမွေးပြန်ယူရမယ်သူတွေရောအစင်းစင်အစင်းစင်ကိုဆိုပြီးမိကုန်းဖြစ်လာတယ် ်နေမီမစိုးမိုးနိုင်တာကိုစိုးမိုးနိုင်ပါတယ်ဆိုပြီးလိန်နေရတယ်လားဆိုတော့မေးခွန်းအတော့တွေ့ရတယ်ဆိုတော့ကျွန်တော်ကတော့ရှင်းရှင်းလေးပဲမေးရကြည့်မယ်ခင်ဗျာလူတယောက်ကခင်ဗျာဟိုလွယ်လွယ်ပြောမယ်ဗျာဒီဘက်ဆယ်နေတော့လူတယောက်ကကားငှားသွားမယ်ကားစီးလေးငှားသွားနမူနာပြတော့ကားပြန်အပ်တဲ့အချိန်မှာအဲ့ကားမှာဒဏ်ရာဒဏ်ချက်ရှိသွားပြီဆိုရင်လုတဲ့သူကတာဝန်ရှိတယ်သူ့မှာတာဝန်ရှိတယ်အဲ့ကားမူလာတိုင်းအကောင့်နဲ့ပြန်အပ်နိုင်အနိုင်မအပ်နိုင်ခဲ့ဘူးသူသွားတယ်ညာအဲ့သူ့မှာတာဝန်ရှိတယ်တာဝန်ယူပေးရမယ်တာဝန်ခံပေးရမယ်ဒါပြဿနာကတစ်လုံးငှားစီးနေလို့တော့မရအောင် တစ်လုံးကိုယ့်အပိုင်ကိုသဘောထားနိုင်ဘူးလေမရအောင်အဲ့ဒါရှင်းရှင်းလေးပဲအဲ့တော့ဒီစဲအုပ်ချုပ်သူအာဏာရှင်ဖွဲ့စည်းနေတဲ့နိုင်ငံတော်ကိုယာယီအုပ်ချုပ်နေရတဲ့အချိန်မှာကိုယ့်အုပ်ချုပ်ဆင်ကမဟုတ်အုပ်ချုပ်ခင်ကတနိုင်ကလုံးမှာရှိတဲ့နေရာအကုန်လုံးကဥပဒေအုပ်ချုပ်ရေးအာဏာတရားဥပဒေစိုးမိုးရေးတွေကဩစာတက်ရောက်မှုပြင်းထန်တယ်ကြီးမားတယ်သူတို့တက်ပါပဲတိုင်းပြည်ကအုပ်ချုပ်ရေးရန်တရားကြီးကဟိုနဟိုပြိုလဲဒီပြိုလဲဟိုတောက်ပြိုဒီတောက်ပြိုဟိုနေရာလဲဒီနေရာပြိုနဲ့တိုင်းပြည်ရဲ့နေနမိနေနမိအပိုင်းစာတွေကလည်းတပုံတွေလက်နက်ကင်ထားသူတွေတောင်းကျမ်းသူတွေက နေမီတွေအကုန်လုံးတနက်ကိုင်းပြီးတောင်းကြံပြီးထိုင်းချင်းနေကြပြီအဲ့ဒါကိုခံနေရတယ်ဆိုတာဟာဒီလက်အုပ်ချုပ်သူတွေရဲ့ဒါရှင်းရှင်းပြောရင်တော့ဒီလက်အုပ်ချုပ်သူတွေရဲ့ဒီတိုင်းပြည်အုပ်ချုပ်ဖို့တိုင်းပြည်အုပ်ချုပ်ဖို့အတွက်တို့ကအစင်တန်းမှီရဲ့လားဆိုတော့မေကုံမေးစရာဖြစ်လာတယ်ရှင်းရှင်းလေးပြောရအောင်အဲ့တော့တိုင်းပြည်ကိုမူလတိုင်းပြန်ထားနိုင်တဲ့အစွမ်းအစားတို့မှရှိပါမလားဆိုတော့မေကုံနေကျွန်တော်တို့ကတော့ဆက်မေးနေရမှာပဲဘောနော်ဆိုတော့အဲ့မေကုံတော့ကျွန်တော်တို့မှရှိနေပါတယ်ဒါပေမဲ့မမေးရဲပါဘူးဒါကကျွန်တော်ကကျွန်တော်ဒီပါပဲအလွတ်သဘောတုံးတက်တဲ့အနေနဲ့ပြောတာပဲရှိတယ်မမေးရဲပါဘူးမေးမေးတဲ့လူက မေးတဲ့လူကအပြစ်ဖြစ်သွားမှာစိုးလို့အဲဒါမမေးပါဘူးเนาะဆိုတော့တိုင်းပြည်ရဲ့မူလချင်းတွေပြောက်ဖို့ဆိုတော့တော်တော်ခက်ဦးမယ်လို့စတယ်။နောက်ထပ်ဘယ်နှခုနဲ့ကြာမလဲမသိဘူး။အဲတော့ကျွန်တော်တို့ကတော့ဝေဆန္ဒရှိတယ်။ဘာကြောင့်လဲဆိုရွေးကောက်ပွဲဖြစ်လာမှာပဲ။ရွေးကောက်ပွဲနဲ့အတူနောက်တက်လာမဲ့အရသာအစိုးရခေါင်းစဉ်အောက်မှာရှိတဲ့အရသာအစိုးရတရက်ကနိုင်ငံတကာနဲ့စကားသေးချာထိထိမိတရေဝန်ပြောထိထိရောက် ပြောရင်းနဲ့လွတ်တော်ကြီးကနေပြီးတော့ဆုံးရှုံးသွားတဲ့မျိုးပြန်တိုက်ဖို့တော့လွတ်တော်ကဆုံးဖြတ်အဲ့လိုနဲ့ဆုံးရှုံးသွားတဲ့မျိုးကိုနောက်တက်လာမဲ့အစိုးရအသစ်ကပဲပြန်တိုက်ယူပေးတာမျိုးလို့ဒီလိုနည်းနဲ့ပဲ တော့ရလိမ့်မယ်လို့ကျွန်တော်တို့ကောက်ချက်ချထားတယ်ပြီးတော့ကျွန်တော်တို့ကအယတားအစိုးရအောင်ပဲနေချင်းကြတယ်ရွေးကောက်ဝင်တဲ့ဒီမြရွေးကောက်ဝင်တဲ့မြောက်ခံတဲ့အစိုးရတရားအောင်ဝင်နေချင်းကြတယ်ပြီးတော့ကျွန်တော်တို့လိုချင်တာကတိုင်းပြည်ကအခုပြည်သူလူထုအားလုံးကဒီမိုကရေစီဆိုတဲ့အကြောင်းကိုအမြဲတမ်းဒီမိုကရေစီနဲ့လွတ်လပ်ခွင့်တွေလိုလားကြတယ်ဒါပေမဲ့တမရအုပ်ချုပ်မှုကိုတော့အားလုံးကတွန်းပို့နေကြတယ်ပွင့်လင်းပြောရအောင်တမရအုပ်ချုပ်မှုတတန်းရှေ့ကြအောင်တော့အားလုံးကဝိုင်းတွန်းပို့နေကြတယ်ဆိုတော့ကျွန်တော်တို့အားလုံးပြန်စမ်းသပ်ဖို့လိုတာကတမရအုပ်ချုပ်မှုတတန်းရှေ့ကြအောင်ခင်ဗျားတို့လောက်ကြမှာလားဆိုတော့မိကုန်းကျွန်တော်တို့ကိုယ်ကိုပြန်ဖြေကြဖို့လိုပြီးထင်တာပဲနော် ုလိုတရင်ကိုပြောပြသွားတယ်ကိုတို့မင်းကိုလည်းတူတင်ပါတယ်ကိုတို့မင်းမင်းတုံးသက်ပြောသွားတာကျွန်တော်လေးကောင်းနေကြာနော်ကျွန်တော်တို့ကဟုတ်တယ်တက်မလို့အထုံးမှုဟိုရှိချောင်းတွန်းပို့နေတဲ့ပုံစံတိုင်းဖြစ်နေရယ်ဆိုနော်ဒီအကြံဖက်အားပေးဒီကောဒီပေါ်ဒီပေးဒီပိတ်ထမင်းကြုံဖွဲ့ဒီကလုပ်ပုံနဲ့ဖြစ်နေရယ်နော်ဟို PDF တွေကလည်းဒီလိုပဲမရှိမရှိမဲ့အားလေးလက်နက်လေးနဲ့ကိုသသာဒီသာနဲ့တက်ွဲပို့ဆောင်ဥပြအောင်လုပ်သွားပြီးပြအောင်လုပ်အိုးအရင်တက်ဖြစ်အောင်လုပ်နေကြတဲ့ပုံစံဖြစ်နေအဲ့လိုဖြစ်ပြီးတက်မလို့ကအုတ်ချုံမှုကတာရှည်နေဖြစ်မှာပဲလေနော်